အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အဖေမဖြစ်ပါတယ်ကျွန်တော်ရဲ့အလုပ်သမားအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့ဒါမပြောဖြစ်တာတော်တော်လေးကြာပြီပေါ့နော်ဒီနေ့တော့ဟို Facebook မှာအခုနာမည်ကြီးနေတဲ့ဗီဒီယိုတစ်ခုကြောင့်တော်တော်လေးစိတ်မကောင်းဘူးတော်တော်လေးလည်းအသေးရလို့မို့ကျွန်တော်ကင်မရာလေးကိုဖွင့်လိုက်တာပေါ့နော်ဗီဒီယိုထဲမှာတော့အားလုံးမြင်တဲ့အတိုင်းပဲဒါတော်တော်လေးစိတ်မကောင်းစရာပါသိလားဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုရီးယားမှာနေတယ်ဆိုတာကကိုရီးယားကလာပြီးတော့အခိုင်းအစီအနေနဲ့လာကြတာမဟုတ်ဘူး ကျွန်တော်တို့အပါဝင်ဘယ်သူမဆိုပါတော့ကျောင်းသားပဲဖြစ်ဖြစ်အကုန်လုံးကသူ့လမ်းကြောင်းနဲ့သူတရားဝင်လာကြတာတရားဝင်မဲ့အဲအလုပ်လုပ်ကြင်ကြတယ်တရားဝင်လာစာရရကြတယ်အဲ့ခါမှာမကောင်းတဲ့တထေးကြီးကတော့ရှိတာပေါ့နော်အဲ့တော့ရှိနေရင်ကိုရီးယားငြိမ်ခံရမှာမဟုတ်ဘူးအခုကြည့်တဲ့ပုံကပထမတော့အော်ဒါပထမအုပ်ဆုံးတစ်ခေါက်လို့ထင်တာဒါပေမဲ့စာရီဖက်လိုက်ကြည့်တဲ့အခါမှာအဲတော်တော်များများမှန်နေလိုက်ကြည့်တဲ့အခါမှာ အကျိန်ပေါင်းများစွာဖြစ်နေတယ်ခဏခဏဖြစ်နေတယ်ဘေးမှလည်းမြန်မာတွေကအများကြီးရှိတယ်ပေါ့နော်ဒါကြီးကတော်တော်လေးမဖြစ်သင့်တဲ့အရာပါကျွန်တော်တို့တွေလည်းပထမဆက်ရုံမှာဆိုရင်ခုနှစ်နှစ်ဒုတိယဆက်ရုံမှာဆိုလို့ရှိရင်အဲ9နှစ်ပေါ့နော်ဆိုတော့အားလုံး12နှစ်ကျွန်တော်လည်းအလုပ်လုပ်ခဲ့တာပဲအဲဆက်ဆက်ရောက်ချင်းတော့ဆိုလို့ရှိရင်ကျွန်တော်ဆိုဟိုနုနုနေနေလေးဘာမှဒီလိုတစ်သားကျွန်တော်ဆိုတစ်သားဆက်ရုံရောက်ခဲ့တာဆိုတော့ဘာမှ မတက်ဘူးဘာမှလည်းမလုပ်တက်ဘူးရှင်းပြောရင်ကိုယ်အတွင်းကတော့ကိုလျှော်ခဲ့တဲ့သူမဟုတ်တဲ့သူကဒီတဲရောက်တဲ့အခါမှာဟိုလက်ကြောမတင်တာမဟုတ်ဘူးကြိုးတော့ကြိုးစားတယ်ဒါပေမဲ့သူတို့ရဲ့ဒီအကျန်းတွေတွေနဲ့ပတ်သက်ပြီးကျွန်တော်အတွက်ကဘလို့မှကြိုက်ညီမနေဘူးလေအဲ့ဆိုတော့အမြဲတမ်းအော်ခံရတယ်ကျွန်တော်ရဲ့နာမည်ဆိုတာကစိတ်ယုံတယုံလုံးမှာစီးနေတာပဲဟွမ်ဘီင်းဟွမ်ဘီင်းဆိုပြီးတော့လေဟိုအမြဲတမ်းအော်အော်တယ်ပေါ့နော်မန်နေဂျာ အဲတနေ့ကြတော့ဘာဖြစ်လဲဆိုတော့အဟိုဒီဗီဒီယို6လောက်ကလေးတွေပေါ့ဗီဒီယို6လောက်ကလေးတွေတွားယူဆိုပြီးတော့ယူခိုင်းတဲ့ချိန်မှာမရှိဘူးလို့ကိုကပြောလိုက်တဲ့ချိန်မှာဘာလို့မရှိရမှာလဲမနေ့ကပဲဝယ်တယ်ဆိုပြီးတော့ကျွန်တော်နားယူဆွဲသွားပြီးတော့ရှာဆိုပြီးတော့ရှာခိုင်းတဲ့ချိန်မှာတကယ်မရှိဘူးတကယ်မရှိတဲ့ချိန်မှာဗီယက်နမ်ကိုပြောလိုက်တယ်ဒီမှာမရှိဘူး तू ကရှိတယ်အတင်းလုံနေတယ်ဆိုတော့အာနေဗီယက်နမ်က तू လည်းတည်တယ်မရှိဘူးဆိုတာအဲ့တော့ဗီယက်နမ်ကဘာလုပ်လဲဆိုရင်ကျွန်တော်ဘက်ကနေမခံနိုင်တဲ့အတွက် तू က အဲ့မန်နေဂျာကိုနားတော့ပြန်ဆွဲလာနားတော့ပြန်ဆွဲလာပြီးတော့ယော့ကြည့်ဒီမှာတကယ်မရှိဘူးတွေ့လားဆိုပြီးတော့အဲ့လိုလက်တော့ပြန်ပေးတယ်ပေါ့အဲ့ချိန်မှာနောက်ပိုင်းကျတော့အဲတတိယအဲ့ဒါဒီမြင်လာတဲ့အခါမှာကျွန်တော်တို့ဗီယက်နမ်တယောက်မြန်မာတယောက်အဲ့လိုမျိုးတွဲလိုက်ပြီးပြီးတော့လှုပ်လိုက်တဲ့ချိန်မှာအားလုံးစင်ပြေသွားကျွန်တော်ဆိုလဲအဲအလုပ်လှုပ်ရတာအရန်ကိုဟိုကျွမ်းကျင်သွားတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာလည်းဘယ်သူမှကျွန်တော်တို့ကိုနှိပ်စက်လို့မရဘူး။ဘာမှလည်းလုပ်လို့မရတော့ ဲ့တော့နောက်ပိုင်းမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီကျွန်တော်တို့ရှေ့ကျွန်တော်ရှေ့မှာမြန်မာတယောက်ရှိရဲ့ကျွန်တော်ဒီဒုတိယပေါ့နော်ဆိုတော့အဲ့အရှိရမြန်မာကိုပြန်သွားတဲ့အချိန်မှာကျွန်တော်ကဒါဒီဆက်ယုံမှာဆိုရင်အရင်ဆုံးရောက်တဲ့သူဖြစ်သွားပြီပေါ့နောက်ပိုင်းမှာမြန်မာတွေရောက်20လောက်ထပ်ရောက်လာတယ်အရန်စီလုံးနဲ့တယောက်ဖြစ်ရင်နောက်တယောက်မခံဘူးအဲ့တော့အဲ့ဒီပထမအဆုံး9နှစ်နေခဲ့တဲ့ဆက်ယုံမှာကျွန်တော်ကိုယ်တိုင်ရှေ့ရနေဦးဆောင်ပြီးတော့15ရောက်ဖွဲ့ယူ ချက်ချင်းထွက်ချပလိုက်တာပါဘာလို့ထွက်တာလဲဆိုတော့ကိုတယောက်ကအရက်တောက်တယ်ဒါပေမဲ့အရက်တောက်လည်းပဲဘယ်တော့မှ तू ကအလုတ်ကိုမထိခိုက်စေရတောက်တယ်မှန်တယ်အဲအဆောင်မှာတခါလေးဝုံတိုင်းကျဲတယ်ဝုံတိုင်းကျဲရဆိုတာဟိုလဲတာပြိုတာမျိုးဖြစ်တာပါဟိုလိုမျိုးကြီးတောင်းချမ်းတာမျိုးမဟုတ်ကျွန်တော်အခန်းထဲမှာတခါလေးသေးတွေကောပန်းနေအဲအတူနေတာကိုသူနဲ့ကျွန်တော်နေအဲ့ကိုနဲ့ကျွန်တော်နေအတူနေတယ် အရန်သဘောကောင်းတယ်ဒါပေမဲ့အရန်အရက်အရန်တောက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးကိုတတိယတိုက်တဲ့မြန်မာတယောက်ကရှိတယ်တတိယကိုဂုံချောတဲ့မြန်မာတယောက်ကရှိအာသူကြောင့်ငါတို့ပဲအေးရောက်အဲ့လိုတွေလုတ်တယ်ပေါ့နော်ဆိုတော့ခါကြောင့်တတိယကလည်းမကြိုက်လာတော့မကြိုက်လာတဲ့ခါကျအဲ့တနည်းကြတော့နင်ရက်တောက်ထားတယ်မဟုတ်လားဆိုပြီးတော့တတိယအလုံးစင်းနဲ့ထွက်တော်ဆိုပြီးတော့ပြောတဲ့ချိန်မှာကျွန်တော်တို့မြန်မာတွေအကုန်လုံးကဒေါသထွက်သွားပြီအဲ့လိုဆိုကျွန်တော်တို့ကမခံနိုင်ဘူးကို့မြန်မာတယောက်ကိုဘာမှ ြစ်ချက်ဟိုဒီအရက်တောက်တာလောက်နဲ့အလုတ်ထုတ်ရအောင်ဒါထုံးစံမဟုတ်ဘူးလीနော်သူ့အလုတ်မပြည့်ရင်ပြီးတာပဲသူ့အလုတ်ကိုချိန်နဲ့တပြေးညီမြန်မြန်ဆန်ဆန်ကောင်းကောင်းမွန်မွန်လုပ်ပေးနိုင်ရတာပဲဆိုတော့အမြဲတမ်းလေးဒီအကိုကအဲ့လိုမျိုးလုပ်ပေးနေတယ်ဆိုတာသိပြီးသားပဲဆိုတော့အဲ့ရုပ်တရက်ကြီးမစင်ခိုင်းတဲ့ခါကျဟိုကိုကလည်းစိတ်ညစ်သွားတာပေါ့နော်စိတ်ညစ်သွားကိုရီးယားလည်းလုံးဝမကြည်နဲ့တော့အဲ့မှာအကုန်လုံးကခဲပြီးတော့ပြီးရဲ့ပြီးရောသူကဂျန်နေလူတွေကလာတောင်းကျင်းတာလာတောင်းကျင်းတဲ့ခါကျတော့ ကျွန်တော်ကဘာလုပ်လဲဆိုရင်အဲ့ဟိုဝုံတိုင်းဆိုပြီးတော့လုပ်ပြီးတော့လက်အကြီးချုပ်ပြီးတော့ငါတို့ဘာထွက်မယ်ကျွန်တော်ကစက်ယုံထိတ်ကနေလှမ်းអော်လိုက်တယ်ကျွန်တော်တော့ထွက်တော့မှာဘယ်သူလိုက်မလဲအကုန်လုံးကလေနောက်ကနေလိုက်လာရှူရှူလေးအယောက်20လောက်တော်တော်များများကိုလိုက်လာအကုန်လုံးကိုလိုက်လာနှစ်ယောက်လောက်ပဲကြံခဲ့တယ်ဗောနော်အဲ့လိုမျိုးလုပ်ပြီးတော့ကျွန်တော်တို့ဟိုတိတဲ့တက်တဲ့သူတွေနဲ့လိုက်တိုင်းမင်းနဲ့အဲနိုင်ငံခြားသားကုညီရေးစင်တာတွေတွားတယ်တွားပြီးတော့ ကျွန်တော်တို့တတိကိုတိုင်မလို့လှုပ်တာပေါ့ဒါပေမဲ့တတိကလည်းခေါ်ညှိတယ်ခေါ်ညှိတဲ့အချိန်မှာကျွန်တော်ပဲခေါ်ညှိတာပေါ့နော်ကျွန်တော်ကလည်းစကားပြောနိုင်ဆုံးဆိုတော့ကျွန်တော်ခေါ်ညှိတယ်ကျွန်တော်ကလည်းနောက်ပြီးအာနာတက်တယ်လीအာနာတက်ဆိုတော့အဲသူကပြောလို့ရမလားဆိုပြီးတော့ကျွန်တော်ကတခုံးပဲပြောလိုက်တယ်တက်လာတော့ငါငါတို့အတူတူ55ယောက်လောအယောက်20လုံးအတူတူတက်လာတာအဲ့တော့အယောက်20လုံးခေါ်ညှိသူတို့တွေသဘောတူတယ်ဆိုရင်ငါပါအလုပ်စင်းမယ်သူတို့ သဘောမတူဘူးဆိုရင်ငါလည်းပဲသဘောမတူနိုင်ဘူးအဲ့တော့သူတို့ပါအကုန်ခေါ်ညှိစောတတိယမညှိတော့မညှိတော့ဘဲနဲ့နောက်ပိုင်းဘာဖြစ်လဲဆိုတတန်းအများကြီးကြံသေးတဲ့သူတွေတော့သူကထွက်စာလုံးဝမပေးဘဲနဲ့တတန်းမကြံတော့တဲ့ကျွန်တော်တို့လိုဟိုလူတွေ15ယောက်ကိုထုတ်ချပလိုက်တယ်ဆိုတော့ကိုရီးယားလေလိုချင်တာထွက်ထွက်ချင်တာပဲလေဘာလို့လဲဆိုတော့ဒီလောက်ထိအဲသူ့စိတ်ယုံမှာ၃လနှစ်ကိုဟို ကောင်းကောင်းမွန်မွန်လုပ်ခဲ့ပြီးတဲ့သူတွေကို तू ကဒီလိုမျိုးအရက်တောက်တာလောက်နဲ့တောင်းချမ်းရအောင်ကိုရီးကဘာမှမဟုတ်လို့လဲဆိုပြီးတော့မထနိုင်မင်းနဲ့ထွက်ခဲ့တာမျိုးပေါ့အဲ့တော့ကျွန်တော်ပြောချင်တာအခုဒါကျွန်တော်ရဲ့ဘဝမှာအပိုင်းအစလေးတစ်ခုပဲရှိသေးရဲ့ကျွန်တော်အလုပ်သမားဘဝမှာကျွန်တော်အများကြီးကြုံတွေ့ခဲ့တာအဲ့တော့ဒီအပိုင်းအစလေးတစ်ခုနဲ့တာရကပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တွေ့ကြုံခဲ့တဲ့အရာတွေမှာကျွန်တော်တို့မြန်မာတွေကအရန်ကိုစီလုံးတယ်ကြောက်စရာဘာမှမရှိဘူး မှန်နေကိုကတော့ဆဆရောက်လာခြင်းအကျွေးတွေရှိမယ်ဟိုအလုတ်ထုတ်ရမှာကြောက်တယ်နိုင်ငံရဲ့ဥပဒေလည်းအရင်မသိသေးအလုတ်သမားဥပဒေတွေဟိုမှာဆရာမတွေပြောလဲနားမထောင်ခဲ့တဲ့ခါကြတော့အလုတ်သမားဥပဒေတွေကိုတိတ်မသိကြလို့ဟိုထုတ်မှာကြောက်တယ်ငါထုတ်လို့ရှိရင်တော့ငါတော့ရေကလေးလိုက်နေမှာပဲအဲ့လိုစိုးရိမ်စိတ်လေးတွေရှိပြီးတော့ဟိုနည်းနည်းတီးခံကြတယ်တလားနည်းနည်းတီးခံလို့ရတယ်တော်ရုံအော်လေးပဲပြန်မပြောပြဿနာမရှိဘူးဒါပေမဲ့ကိုတိလက်ရောက်ကြည့်ဒီလိုမျိုးစော်ကားလာပြီဆိုတဲ့အချိန်မှာ ကိုရီးယားနိုင်ငံပါဘလို့ဘလို့ပဲဖြစ်ဖြစ်သူတို့နိုင်ငံသားတွေဘက်မှာသူတို့ဥပဒေကရှိနေတယ်ဆိုလည်းပဲကျွန်တော်တို့လူသားချင်းစာနာမှုကိုဥဥထိတ်ထားတဲ့ဒီလို နိုင်ငံမှာဘလို့မှကျွန်တော်တို့ဒီလိုဥပဒေမဲ့ကြီးလက်ခံလို့မရပါဘူး။တွားတိုင်ရင်ဘလို့ပဲဖြစ်ဖြစ်ဒါကိုယ့်ဘက်မှာရှိမှာပဲဥပဒေကအဲ့တော့ကျွန်တော်တငယ်ချင်းတွေလည်းဒါမျိုးအများကြီးဖြစ်ဘူးလေ။ ဘယ်သူမှမခံဘူးအကုန်လုံးတိုင်ကြတာပဲပေါ့နော်အဲ့တော့တခုဖြစ်ရင်တိုင်မှာဘာမှအလုတ်ထုတ်အလုတ်ထွက်ရောဘာဖြစ်လဲတစ်လနှစ်လရှာလိုက်ပြန်ရမှာဘယ်လောက်ပဲရှာရှာပါအလုတ်တခုကတော့ရကိုရပါတယ်အဲ့တော့ဒီလိုမျိုးကြီးတီးခံနေရတာကြီးတီးခံနေတာကြီးကြတော့ဒါကဟိုကြောက်တာလည်းမဟုတ်အားနာတာလည်းမဟုတ်တော့ဘူးဒါကကြတော့ဟိုဘယ်လိုခေါ်မလဲညံ့တာဖြစ်သွားပြီကိုညံ့တာဖြစ်သွားပြီပေါ့နော်အဲ့တော့ဘယ်လောက်ပဲ အဲကို့မှာစိုးရင်စိတ်တွေရှိရှိနောက်ကွယ်မှာကို့အမိခိုးတဲ့မိသားစုပဲရှိရှိအဲစွန့်စားကြည့်လိုက်ပါစွန့်စားပါမစွန့်စားဘဲနဲ့တော့ငါအလုပ်လုပ်ရင်ခက်ခဲမယ်လို့မထင်ပါနဲ့စွန့်စားကြည့်လိုက်ပါအလိုလိုဖြစ်လာပါလိမ့်မယ်အဲ့တော့မြန်မာ community ကဒီလောက်တောင်ကြီးနေတဲ့အချိန်မှာကျွန်တော်တို့ကတစ်ခုခုဆိုလို့ရှိရင်အတိတဲ့တက်တဲ့သူတွေကိုတွားပြီးတော့ဟိုတိုင်မင်ဆွေးနွေးပြီးတော့အကူအညီတောင်းလို့ရတယ်ပေါ့နော်အဲ့တော့ဘာမှမကြောက်ပါနဲ့နောက်တစ်ခုကဒီဗီဒီယိုမှာဆိုလို့ရှိရင်ဒါ ညမညီကိုတယောက်ကရိုက်ပြီးတော့တင်ပေးတာပေါ့နော်ဘေးကနေမခံမရနိုင် ဖြစ်တယ်လို့ပြောတယ်ဒါဆိုရင်ဘာလို့မခံမရနိုင်ဖြစ်နေလဲဆိုရင်အဲဒီညီကိုတယောက်ကဘာလို့ဒီတိုင်းနေနေတာလဲပေါ့နော်ကျွန်တော်စဉ်းစားလို့မရအောင်နှုတ်ဆိုကျွန်တော်တို့တုန်းကဆိုရင်ကျွန်တော်အခန်းပေါ်အကူကဒီလိုအရက်တောက်လို့ဘာမှအကြောင်းရင်းမရှိဘဲနဲ့ထုတ်ခံလိုက်ရတယ်ဘာမှလည်းအလုပ်လည်းမထိခိုက်ဘဲနဲ့အဲ့ခါမှာကျွန်တော်တို့တွေပါလိုက်ပါပြီးတော့အကုန်လုံးတညီတညွတ်တဲ့ထွက်ကြတယ် တတိယဆန့်ကျင်ကြတယ်အဲ့လိုမျိုးလောက်လောက်ကြတယ်ပေါ့နော်ဆိုတော့အခုနောက်နောက်ဆက်ယုံကျွန်တော်ပြောင်းလဲပဲဒီလိုပဲကျွန်တော်တို့မြန်မာ၃ယောက်ရှိတယ်အဲလေးပထမတော့၄ယောက်ပေါ့နော်အဲ့တယောက်ကိုလည်းအဲ့လိုပဲဟိုအလုတ်ခဏခဏပြက်လို့ဆိုပြီးထုတ်တယ်အဲ့အချိန်မှာကျွန်တော်တို့ကိုယ်တိုင်သွားတက်မိတာဘာလို့သူ့ကိုထုတ်တာလဲဘာလို့အကြောင်းရင်းမရှိဘဲနင်တို့ကထုတ်တာလဲဒါဆိုရင်ငါတို့ကိုရောနင်တို့ထုတ်ချင်တိုင်းထုတ်မှာလားအဲ့မျိုးတမ်းမေးပြတာပေါ့နော်အော် ကိုမြန်မာ ဖြစ်နေတဲ့အချိန်မှာကိုကောင်းနေရင်ရောဘာလို့ကိုကောင်းနေတာနဲ့ပဲဒီမြန်မာတယောက်ကိုနှိပ်စက်နေတဲ့အချိန်မှာဘာလို့ကျွန်တော်တို့ကငြိမ်နေရမှာလဲငြိမ်နေစရာမလိုဘူးလေကိုကကိုဘလောက်ကောင်းနေကောင်းနေကိုမြန်မာတယောက်ဒီလိုမျိုးဖြစ်နေတဲ့အရာကြီးတော့ကျွန်တော်တို့ဝင်ပါပြီးမှဖြစ်မှာအကယ်၍ကိုမြန်မာကမှားနေတယ်ဆိုရင်တော့မှပေါ့နော်မှားနေတယ်ဆိုရင်တော့မှဟိုဒီလောက်ထိနှိပ်စက်ခံရဖို့မသင့်ဘူးလေနော်အခုကြတော့ညင်လို့တောင်မကောင်းပါဘူး တော်တော်လေးလေးခံပြင်းနေဟာဒီလောက်တောင်မှဟိုလိုင်းပေါ်မှာလေအကူညီရေးစင်တာကြီးအများကြီးရှိတာဟိုဒီလောက်တောင်မှဟိုအလုပ်သမားနဲ့ပတ်သက်ပြီးတော့ဟိုဥပဒေအကြောင်းအရာကြီးတင်ပေးနေတဲ့သူတွေပြောပြနေတဲ့သူတွေအများကြီးဆရာမတွေဆရာတွေအများကြီးရှိတဲ့အချိန်မှာဘာလို့အကူအညီမတောင်းမဲ့ဒီတိုင်းနေနေကြတာလဲဆိုတာကိုစဉ်းစားပြီးတော့အသေးရတယ်ပေါ့နော်အဲ့တော့တခခုပြဿနာရှိတယ်ဆိုလို့ရှိရင်ဥမာဟို အကြီးကြီးတွေမသွားခြင်းဘူးဆိုရင်တော့မှပဲဟိုအတွေ့အကြုံရှိမှာကိုရှိမှာပဲဘယ်လိုဖြစ်ပူပြောင်းလို့ဘာလို့သွားရတယ်ဆိုလို့ရှင်ဒါမြန်မာတွေအချင်းချင်းတိတိကျွမ်းကြတဲ့ခါကျရင်မေးမြန်းပြီးတော့ဖြည့်ရှင်းလို့ရတယ်ပေါ့နော်ငြိမ်ခံမနေသင့်ပါဘူးလို့ဒါကြောင့်အခုဟိုဒါကဗီဒီယိုတက်လာလို့တိတာပေါ့ဒီလိုဗီဒီယိုမတက်လာဘင်းနဲ့တခြားသူတွေရောခံနေရတာရှိသလားပေါ့အဲ့ဒါကိုကျွန်တော်ကပို့ပြီးတော့စိုးရိမ်တာပေါ့နော်အဲ့တော့ရှိတယ်ဆိုလို့ရှင်ဒီဗီဒီယိုကို ဟိုကျွန်တော်ရဲ့ဗီဒီယိုကိုတွေ့တယ်ဆိုလို့ချင်းကျွန်တော်ကမှားပြရစီလုံးဝငြိမ်းမခံပါနဲ့ဘာဖြစ်လဲအလုတ်ထုတ်တော့အလုတ်ထုတ်ရုံနဲ့မြန်မာပြည်ပြန်စီရမလို့ပါဘူးကျွန်တော်တို့မှာနီးလန်းတွေအများကြီးရှိပါတယ်ကျွန်တော်တို့လာကလေးကနှစ်နိုင်ငံစာချုပ်ချုပ်ဆိုပြီးတော့လာကြတာဖြစ်တဲ့အတွက်သူတို့ထုတ်ချင်တိုင်းထုတ်တာနဲ့ပဲကျွန်တော်တို့ကမြန်မာပြည်ပြန်ရမှာမဟုတ်ပါဘူး AACC ထုတ်လီလီသူတို့ထုတ်လီလီကိုကကို့အတွက်ပိုတော်မှချန့်ရှိ ရှိလေလေပေါ့နော်ဘာလို့လဲဆိုတော့ကိုထွက်တာမှမဟုတ်ပဲသူတို့ထုတ်တာဖြစ်တဲ့အတွက်အေးအေးဆေးဆေးကိုမှာအခွင့်အရေးအများကြီးရှိပါတယ်အများကြီးတခြားဆက်ယုံကြီးပြောင်းလို့ရတယ်အလုပ်ရှားရင်တော့မှပဲဘလို့ဖြစ်ဖြစ်အဲစောက်ပြီးတော့ဒီယုံကြီးဒီယုံကိုရှိကြလာတဲ့ယုံကြီးတွေလိုက်ကြည့်ရမှာပဲပေါ့နော်ဒါမှမဟုတ်လေနှီးဆက်ရာလေးတွေကိုအကူညီတောင်းပြီးတော့ဝင်ရမှာပဲပေါ့နောက်ဆုံးမဖြစ်နိုင်အောင်ကျွန်တော်တို့မှတခြားနည်းလမ်းတွေရှိပါသေးတယ် တော့ကျွန်တော်တို့မြန်မာပြည်မှာအခုအခြေအနေမှာကဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံကလည်းမကောင်းဘူး။ဟိုအနှိမ်ခံနေရတာဖြစ်တဲ့အတွက်ငါများပြန်ပြီးတော့ဟိုတိမခံမဲနေလိုက်လို့ရှိရင်မြန်မာပြည်ပြန်ရမှလားဒါမှမဟုတ်ဘယ်လိုလုပ်ရမှလဲစသဖြင့်အရင်ကြီးအစိုးရရင်အဲလိုအစိုးရရင်စိုးရိမ်မှုတွေဖြစ်ဖြစ်နိုင်ဖြစ်နိုင်နေပေါ့နော်။ဒါပေမဲ့ဖြစ်စီဟာမရှိပါဘူး။ဘယ်တော့ပဲနိုင်ငံကြီးရပါတယ်ပဲဖြစ်နေဖြစ်နေ။ ိုကမဟုတ်တာလုပ်နေတာမှမဟုတ်တာသူများနိုင်ငံမှာကိုလည်းတရားဝင်နေနေတာဖြစ်တဲ့အတွက်တရားဝင်လို့ပဲတိတိကျကျကိုတွေလည်းဥပဒေအောက်ကနေတွားရမှာပဲပေါ့နော်ဒါကြောင့်မလို့နောက်ထပ်ဒီလိုမျိုးတွေညီကိုတွေမခံရဖို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်အားလည်းပေးပါတယ်မခံဖို့ကိုပေါ့နော်တခုဖြစ်လို့ရှိရင်တော့ဒါကျွန်တော်တို့ကတော့အလုပ်သမားနဲ့ပတ်သက်ပြီးဘာမှကူညီနိုင်တာမျိုးမရှိဘူးပေါ့ဒါပေမဲ့အဲ line မှာအများကြီးရှိပါတယ် ီအာနမကြီးဌာနတွေလည်းအများကြီးရှိတယ်ပေါ့နော်ကုညေးစင်တာတွေလည်းအများကြီးရှိတာမို့လို့အဲ့ဒီတွေကိုသွားပြီးတော့ဆွေးနွေးပါတိုင်းမင်းမှာအလုတ်ထွက်ရမှာကိုလုံးဝမကြောက်ပါနဲ့အလုတ်ရှားတယ်ဘလောက်ပဲအော်နေအော်နေရကိုရမှာပါအလုတ်ကတော့ပြောင်းနေဆိုရင်ကတော့တခုကတော့ရကိုရမှာပါအမြဲတမ်းစိတ်ညစ်နေရစိတ်ညစ်ခံနေရတာမျိုးကြီး ਨੇ ပတ်စံရှားတာရကြတော့ဒါကြိုင် လုံးပါပါပြီးတော့ ဟိုအသက်ပါဆုံးရှုံးနိုင်တယ်ပေါ့နော်ဟိုထွက်ပေါက်ကို ကိုယ့်ရဲ့အသက်နဲ့ပဲရင်းသွားတာမျိုးတွေကျွန်တော်တို့အများကြီးရှိနိုင်ပါတယ်ဒါကြောင့်မို့လို့အော်ဒီလိုမျိုး မဖြစ်ခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကတားပီးနိုင်နေဆိုလို့ရှိရင်ကျွန်တော်လည်းအများကြီးအေးဝမ်းသာရပါတယ်အားလုံးပဲအဆင်ပြေတဲ့အလုပ်သမားဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲတတ်တာ